နေ့ခေတ်လူတွေတိတ်မသိတဲ့နောက်နာကတ်မှာ꿰ပြသွားမယ်ဗုဒ္ဓဘာသာ၅မျိုးကဘာတွေလဲဒီနေ့ခေတ်လူတွေကလည်းဘာသာတရားအတိခေါင်းခါဖြဖြနဲ့ခေါင်းပါလာပြီဖះအောင်တောင်မှာထီချင်း၅ပါးနဲ့ဥချောက်ကမှမသိကြတော့ဘူးပေါ့နော်အဲ့အတွက်ကြောင့်ဘုရားကနောက်နာကတ်မှာဗုဒ္ဓဘာသာ၅မျိုး꿰ပြလိမ့်မယ်လို့ဟောခဲ့ပါတယ်အဒီဗုဒ္ဓဘာသာ၅မျိုးကတော့နံပါတ်၁ကုလဗုဒ္ဓဘာသာနံပါတ်၂လာဘဗုဒ္ဓဘာသာ နံပါတ်3ဗေယဗုဒ္ဓဘာသာနံပါတ်4တတအဓိကဗုဒ္ဓဘာသာနံပါတ်5ပညာအဓိကဗုဒ္ဓဘာသာဆိုပြီးတော့ဗုဒ္ဓဘာသာ5မျိုးအနာဂတ်မှာကွဲပြားသွားမှာဖြစ်ပါတယ်အဲ့တော့ကုလဗုဒ္ဓဘာသာဆိုတာကတော့ဘာကိုပြောတာလဲဆိုတော့ရိုးရဗုဒ္ဓဘာသာကိုပြောတာပါဖီအမီကဗုဒ္ဓဘာသာမို့တာသမီကဗုဒ္ဓဘာသာဖြစ်လာရတာမိဘကခရစ်ယာန်တာသမီကခရစ်ယာန်ဖြစ်တဲ့ဒါကိုတော့မယိုးဖလားကုလဗုဒ္ဓဘာသာလို့ခေါ်ပါတယ် ိဘကဗုဒ္ဓဘာသာမို့သာတသမိကဗုဒ္ဓဘာသာဖြစ်လာရလားဖះရှင်ဘာလို့ပုံမှန်မသိဘူးဖះဘာတရားဟောထားမှလည်းမသိကိုးကွယ်နေတဲ့မြတ်ဆရာဖះဘာကြောင့်ကိုးကွယ်ရမှလည်းမသိဘူးတရားတော်ကိုဘာလို့ကိုးကွယ်ရမှမသိဖះကိုဥချရတာဘာရည်ရွယ်ချက်နဲ့ဥချရမှမသိဘာကြောင့်ဒီလောက်ရိုးရိုးတည်တည်နဲ့အလေးပြုနေမှကိုမသိတာ လုတ်တော့လုံနေတာပဲအသိပညာဘာမှမပါတာအဲ့ဒါမျိုးကိုကုလဗုဒ္ဓဘာသာလို့ခေါ်တယ်အဲ့လိုဗုဒ္ဓဘာသာဝင်နေရအယံများလာတယ်အဲ့လိုလူတွေကပဲအခုဆိုလို့ရှိရင်သူတို့ကိုသူတို့ဘာလဲဟိုတခြားဘာသာပြောင်းသွားတာတို့ကအဲဘာသာမဲ့တို့ခံယူတယ်တို့ဖြစ်လာတယ်ဆိုတာအဲ့လိုကုလဗုဒ္ဓဘာသာကောင်းနေပေါ့နော်ဒီလားတချို့ကြတော့ရှိသေးတယ်ရူပိစာဟိုဟာတယောက်ကိုမြင်လိုက်တယ်စာတယောက်ရေးထားတာပါအာတူးတယ်အဲ့လီအဲ့လိုမျိုးပေါ့နော်မိဘတွေကအဲ့လိုပြောတော့တကယ်တမ်းကြတော့သူစမ်းကြည့်ရေပေါ့ဖះရုပ်ထုတ်လို့တူး ဟိုဘာလဲဟိုဖြက်စီးကြည်တာပေါ့သူဘာမှမဖြစ်ပါဘူးကဲမိဘတွေရိုက်သွန်းထားတဲ့အတွက်ကြောင့်မလို့လေသူကဒီရုပ်ထုကိုဖြက်စီးလိုက်ရင်သူ့အမြဘလို့ချင်းဘလို့အပြစ်ဒဏ်နေကြရောက်လာတော့မလဲလို့သူအရန်စိုးရင်ခဲ့တာပေါ့တကယ်တမ်းလှုပ်ကြည့်တော့လည်းဘာမှမဟုတ်ပါဘူးပေါ့အဲ့တော့အဲသူကအဲဘာလို့လဲဆိုတော့အဲ့တယောက်ကိုရီကြည့်လိုက်ခြင်းအပြင်သူဒီဘုရားဘာသာဖြစ်ခဲ့ပြီမြေကုလဘုရားဘာသာဆိုတာသိတာဟုတ်တယ် review ကိုးကွယ်နေရဖရာရုပ်ထုဆိုတာဖရာက မိတို့ဒီယုံထုကိုဟွာဖြစ်လို့လေဘုရားတက်ရှိမဟုတ်တော့ဘူးဘုရားကနိဗ္ဗာန်မှာအေးချမ်းချမ်းနဲ့သူ့ဘာသာသူနိဗ္ဗာန်ရောက်သွားပြီသားဒီယုံထုကိုမကိုးကွယ်လို့လေငါဘာရဲဒံပေးမှာနော်ဆိုပြီးပြောခဲ့တယ်ဘုရားလည်းမဟုတ်ဘူးမိမိတို့ကဘုရားကိုဥချတယ်ဆိုတာကဟိုကောင်းခြင်းမကောင်းခြင်းပေါ့နော် အကုတ္တအကုတ္တဆိုတာလေးကိုခွဲခွဲပြားပြားဖြစ်အောင် ခွဲပေးထားခဲ့တဲ့အတွက်ကိုယေရှုရှိလို့မိမိတို့ကယေရှုတင်ပြီးတော့ဘုရားရဲ့ဂုဏ်တော်တွေကိုမှန်းပြီးတော့ဥချရတာဖြစ်ပါတယ် အဲ့တော့အိမ်မှာကိုယ့်အိမ်မှာရုပ်ထုမရှိသေးတိုင်အောင်ပဲဘုဖရားရဲ့ဂုံတော်တွေကိုပွားများပြီးစိတ်ထဲကမှန့်ပြီးဥရှိုင်တောင်မှရရတဲ့ဘာသာမျိုးเนาะအဲ့ဒါကိုအဲ့ဒီတယောက်ဆိုရင်သူကသူဘာသာမဲ့ဖြစ်တဲ့ဟာကိုဖြစ်လာပုံသူရေးထားတာပေါ့ရေးထားတဲ့စာထဲမှာရူဘီလိုက်ဖက်ကြည့်လိုက်ပါလေဒါပေမဲ့စိတ်မကောင်းဖြစ်တာကသူပါလေသူတဲ့အဲ့ဒီမှာတကယ်တမ်းကျဘာသာရေးအမိုင်းတိုက်ထားတာပေါ့ဒီရုပ်ထုကိုသူပျက်စီးကြည့်ရဲသူ့မှာဘာမှတောင်ဒုက္ခမတင်ပါဘူးတဲ့ အဲ့ဒါနဲ့သူကဘာသာမဲ့ပေါ့ကွာဖြစ်လာတာပေါ့အဲ့ဒါကိုဆိုတော့သူ့ကိုရွေးသိလိုက်ပါတယ်ဩလို့ဒီရုပ်ထုကအာစွမ်းနေရုပ်ထုကလုံရင်တခုခုလုံရင်ဒဏ်ခတ်မယ်လို့ထင်နေကြတဲ့ကသူဒီကုလဗုဒ္ဓဘာသာအစစ်မဲ့ဖြစ်ခဲ့ပါတယ်ဆိုတော့ရူဘီကတော့သိလိုက်ပါတယ်အဲ့လိုလူတွေကလည်းအများကြီးရှိလာတယ်ပေါ့နော်ဒီပိုင်းနဲ့ထဲမှာပဲရူဘီကတော့ကိုကိုကိုအဲဘလို့ဗုဒ္ဓဘာသာအမျိုးသားအာလဲတော့ကိုဟိုကတော့မတတ်မှတ်ပြင်းပေါ့နော်အ ਨੇ ဆုံးတော့မရိုင်းလဲတဲ့ ဖျားတရားတန်ခါကိုယုံကြည်ခြင်းဆိုတဲ့တရားကိုပေါ့နော်ရှိနေတဲ့အတွက်ကြောင့်မို့ကိုကိုကိုလည်းဂျေဆုတင်ပြီးတယ်အဲ့လိုမျိုးဖျားကြီးပြော့ပြပေးခဲ့တဲ့မိဘကိုလည်းဂျေဆုတင်ပြီးရပေါ့နော်ပြေထားလိုက်တော့ဒါနံပါတ်1ကုလဗုဒ္ဓဘာသာနော်ကုလဗုဒ္ဓဘာသာအမျိုးသားအဲ့လိုလူသားမျိုးတွေပေါ့နော်အလာဘဗုဒ္ဓဘာသာအဲ့တော့လာဘဗုဒ္ဓဘာသာဆိုတာကဘာလဲတခြားတဲ့လာဘဆိုတာလက်ပဲလေနော်လက်လာဘလူလူကိုကဲတဲ့ဗုဒ္ဓဘာသာကိုဆိုလိုတာဒီဘဝစီးပွားရေးလေးတက်မလားဘုရားကိုကဲတာ ရွေးပြီးကိုကွယ်ဒီဘုရားကိုကွယ်ရင်တော့လက်လာပါပေါ်တယ်ဟိုဘုရားကိုကွယ်ရင်စီးပွားရေးတက်တယ်ဆိုပြီးရွေးပြီးကိုကွယ်တာလာပါဗုဒ္ဓဘာသာဘုရားကိုကွယ်မှာလက်ပေါ်များမယ်ဆိုရင်ဘုရားမကိုကွယ်တဲ့ခရစ်ယာန်တွေလည်းလက်ရွှင်နေတာပဲပေါ့နော်အဲ့တော့အဲ့လိုပါဘာပြောချင်တာကတော့အဓိကစီးပွားရေးဖြစ်တယ်ဆိုတာဘုရားကြောင့်မဟုတ်ဘူးကံညာဝရိယတတိကြောင့်ပဲဖြစ်တယ်အင်ချံဝယ်မယ်ရောင်းမယ်အိန္ဒိယပြောင်းမယ်ဆိုရင်ဒါမှရရစားပြဿနာရွေးနေတာလေ ဖခင်အကြောင်းဆောင်ပေါ်မှာဘိုးတော်ဘွားတော်ပုံနေတင်ထားတာလေးကိုကြီးကျော်မနဲ့လေးအဆရှင်နဲ့တည်းကိုကိုွယ်တာဘေးဒီယုံကြည်ပြီးရတရားကြီးခြေလိုက်ကြတယ်လက်လာပါလူချင်းလို့ကိုကိုွယ်တယ်ဘုရားဘာသာတွေကိုတော့လာပါဘုရားဘာသာလို့ခေါ်ပါတယ်အဲ့ရီရိုးတွေကတော့လာပါဘုရားဘာသာအစင်မှာတော့များကြတယ်အဲ့ဒီကနေကိုဘသက်ကိုယုံထွက်အောင်လဲကိုတိုင်းလဲစူးစမ်းရအောင်မယ်ပေါ့နော်လူကြီးလဲပဲလာပါဘုရားဘာသာအစင်တဲတော့ရောက်နေတယ်ပေါ့ကိုကိုကိုထင်မိတယ် နံပါတ်3ဘယဘုရားဘာသာဘယဘုရားဘာသာဆိုတာဘာလဲဆိုတော့ဘေးကိုကြောက်လို့ကိုခဲ့တာကိုခေါ်ပါနဲ့အန်ဒီရဲ့ကင်းဖို့ဘေးရှင်းဖို့အသက်ရှည်ဖို့ကြံ့မာဖို့ဒီလိုအတွေးခေါ်နေဘုရားကိုကိုခဲ့တာဘယဘုရားဘာသာလို့ခေါ်တယ်ဒီဘုရားကိုခဲ့မှအသက်ရှည်မယ်ဆိုရင်အော်ဘုရားကိုမကိုခဲ့ရတခြားသောဘာသာဝင်တွေခရစ်ယာန်အစ္စလမ်တွေလည်းအသက်ရကျော်ရှိနေတာဘာလို့လဲအဘာမှမသိပဲရမ်းပြီးကိုခဲ့တာကိုလာဗုဒ္ဓဘာသာလက်လာပါလိုချင်လို့ကိုကိုရလာပါဘီအန်ဒီရဲ့ကြောက်ပြီးအကိုကိုွယ်မှားနေတာက ဘေးရဗုဒ္ဓဘာသာเนาะဗုဒ္ဓဘာသာဝင်ရင်တော့ငါတော့အာကြံကြံမှာမှာရှိမှာပဲဘေးရန်လေးကင်းရှင်းမှာပဲဆိုရယ်စိတ်ကလေးနဲ့ကိုးကွယ်နေရင်တော့ဘေးရဗုဒ္ဓဘာသာဒီဗုဒ္ဓဘာသာ၃မျိုးကအနိုင်တန်စာဗုဒ္ဓဘာသာလို့ခေါ်တယ်လူကြီးတို့တော်တော်များများကဒီအနိုင်တန်စာ၃မျိုးထဲမှာပဲရူဘီကိုယ်တိုင်အပါဝင်တစ်ခါတလေကြာရောက်နေကြသေးတယ်ပေါ့เนาะအဲ့တော့ခန္ဓာမှာအတိဘာသာရေးအတိတက်ခန့်နေတယ်လင်းစားနေတဲ့သူတွေကလင်းလို့ကောင်းတယ် ဖះလည်းကိုကိုရရတယ်တရားလည်းကိုကိုရရတယ်ဆွင့်ဦးကိုလည်းလောင်းရသည်သာသနာကိုလည်းပစ္စည်းလေးပိုင်းနဲ့လူတန်းပူဇော်ဆက်ကြရသည်ဘာအတွက်ဒါတွေလုံးနေရတာလဲ ဘာအတွက်သာသနာကိုချီးမြှောက်နေတာလဲဘာအတွက်ကြောင်းဆောင်နေရလဲဆိုစဉ်းစားပါတဲ့ဝေဖန်မှာသုံးသပ်ရမှာဖြစ်ပါတယ်။နံပါတ်၄ကတော့တဒါဓိကဗုဒ္ဓဘာသာပါ။တဒါဓိကဗုဒ္ဓဘာသာဆိုတာကတဒါတရားကိုအရင်ခံနေတဒါတရားဆိုတာယုံကြည်ချက်ဖရာတရားတန်ခါကို တကယ်တဝယ်ယုံကြည်တာကိုခေါ်တယ်။ယုံကြည်တဲ့နေရာမှာလဲမှန်မှန်ကန်ကန်ယုံကြည်တဲ့တမာတဒါနဲ့မှန်မှန်ယွင်းယွင်းယုံကြည်တဲ့မိစ္ဆာတဒါဆိုပြီးနှစ်မျိုးရှိတယ်နော်။တမာတဒါဆိုတာမှန်မှန်ကန်ကန်ယုံကြည်ချက် တစ္ဆာတရားအတိတော်မူတဲ့မြတ်စွာဘုရားဟာတဲ့ဝေနေရတတ္တဝါတွေကိုသူတိတကယ်တို့မေတ္တာဂရုဏာတော်အဖြစ်နဲ့တစ္ဆာလေးချက်ကိုဟောကြားတော်မူခဲ့တယ်။ဒီတရားတော်အနတေကိုပိုက်ပိုက်နိုင်နိုင်တိတော်မူသွားကြတယ်။အရိယာသူတော်စင်ကြီးတွေကနိဗ္ဗာန်ဝင်ဆံသွားပြီးနိဗ္ဗာန်ဆိုတာအိုနာတိလွတ်တဲ့နေရာနော်။အတိလွတ်ရတတဲ့လို့မြတ်စွာဘုရားကကိုယ်ကပါကြီးဆိုယုံကြည်ချက်ကမှန်ကန်သောယုံကြည်ချက်။တရားတော်ကိုဘာကြောင့်ကိုယ်ကွယ်တာလဲ။ဆရာပါဟောတော်မူခဲ့တရားတော်ကစူးစမ်းအထောက်ရင်တရားလမ်းချောင်းလက်တန်လျှောက်သွားနိုင်ရင်နိဗ္ဗာန်ရောက်တယ် အသည်လွတ်ရပို့ဆောင်တယ်တရားတော်ကပို့ဆောင်တယ်ပုပ်ကူကပို့ဆောင်တာမဟုတ်ဘူးဟုတ်ပြီနော်ရှင်းလိုက်တဲ့တရားတော်တွေကပို့ဆောင်တာဖြစ်တယ်ပုပ်ကူကပို့ဆောင်တာလုံးဝမဟုတ်ဘူးဟောဒီတရားတွေမကွယ်မပြောက်သေးတာဘုသူဂျေဇူးလေတန်ဃာတွေရဲ့ဂျေဇူးပဲလေဖះရှင်ဟောတော်မူခဲ့တဲ့ဓမ္မခန္ဓာပေါင်း၈000၄000တို့ဝီနီအဘိဓမ္မာတရားတော်တွေတန်ဃာတော်တွေကစောင့်ထားတာ တော့ပိဋကတ်သုံးပုဒ်ကိုတန်ခါတော်တွေကစောက်လျှောက်ထားတာတန်ခါတော်တွေကိုယုံကြည်မှုဒါတွေကယတနာမြတ်သုံးပါးကိုမှတ်မှန်ခက်ခက်ယုံကြည်တဲ့တမာတရာယုံကြည်မှုလို့ခေါ်တယ်ပေါ့အဒါကိုလေ့လာလိုက်တဲ့အခါမှာရူဘီကလာဘဗုဒ္ဓဘာသာအစင်တဲမှာတော့နည်းနည်းရောက်နေသေးပေမဲ့ဟိုတရာသီးကဗုဒ္ဓဘာသာအဲဒါကိုလည်းရေနည်းနည်းတော့ပိုရောက်လာပြီလို့ကိုကိုကိုယုံကြည်လာတယ်။ဘာလို့လဲဆိုတော့ဒီရူဘီစိတ်ထဲမှာမှန်ကန်တဲ့တရာကတော့ရှိ ဖျားတရားတန်ကားကိုပေါ့နော်ခိုင်ခိုင်မြဲမြဲနဲ့ယုံကြည်စွာကိုယ်ခွေတတ်တဲ့ဆိုရဲဟိုတရာတော့ရင်ထဲမှာတကယ်ရှိရယ်ဆိုတာကိုကိုကိုဟိုတတိထားမိရယ်ပေါ့နော် ဲတော့အဲ့လိုမျိုးတဖြည်းဖြည်းချင်းပို့ပြီးတော့ရောက်လာအောင်လုပ်ရမှာပဲဖြစ်တယ်။အဲ့မှာတရားမှာမှမိစ္ဆာတရားဆိုတာရှိသေးတယ်နော်။မိစ္ဆာတရားကကြတော့ယုံကြည်မှုကဒီလိုယုံကြည်လက်လာပါပေါ်တယ်။အန်ဒီရကင်းနေဆိုပြီးကိုးကွယ်ယုံကြည်နေတာကကြမိစ္ဆာတရားတဲ့။လက်လာပါပေါ်တယ်ဆိုတဲ့လာပါဗုဒ္ဓဘာသာယုံကြည်ချက်အန်ဒီရကင်းအောင်ဆိုပြီးဘေးကဗုဒ္ဓဘာသာတွေယုံကြည်ချက်ဗုဒ္ဓရဲ့ကိုကျေးဇူးဘာမှနားမလဲပဲသူများဥတိုက်လို့ဒါရံပြီးဥတိုက်ရတယ်။ကုလဗုဒ္ဓဘာသာတွေယုံကြည်မှုဒါတွေကြတော့မိစ္ဆာတရားတွေလို့ခေါ်တယ်နော်။ အသေးလွတ်ရလမ်းကိုပြတ်တတ်လို့အသေးလွတ်ရပို့ဆောင်နိုင်လို့အသေးလွတ်ရတရားကိုစောင့်ထားနိုင်လို့ယတနာသုံးပါးကိုကိုွယ်ပါ၏ဆိုတဲ့တမာတ္ထာကမှအနှစ်သာရရှိတာပေါ့နော်အဲတော့အဲ့တော့အဲ့လိုမျိုးပြောချင်တာတဲ့ဒါဆိုရင်နံပါတ်၄ကတထာဓိကဗုဒ္ဓဘာသာဟုတ်ပြီနော်တထာဓိက ဗုဒ္ဓဘာသာဖြစ်အောင်ရိုးရိုးလောက်အောင်မှာဖြစ်တယ်။နံပါတ်5ကတော့ပညာဓိကဗုဒ္ဓဘာသာတဲ့။ပညာဓိကဗုဒ္ဓဘာသာကကြတော့သစ္စာတရားကိုတရားပြီးရဲ့ဗုဒ္ဓဘာသာကတော့ပညာဓိကဗုဒ္ဓဘာသာလို့ခေါ်ရယ်။ပညာဓိကဗုဒ္ဓဘာသာကကြတော့တရားတော်ကိုယုံတယ်။တရားတော်ကိုဘယ်လိုယုံကြည်တာလဲဆိုတော့ရမ်းပြီးတော့ယုံကြည်တာမဟုတ်တော့ဘူး။ခန္ဓာအတိနဲ့အသေးချာတိပြီးတော့ယုံနေတဲ့။အဲ့လိုတိတာကိုပညာလို့ခေါ်တယ်။ သစ္စာလေးပါးကိုအတိအချာပညာနဲ့သိတဲ့ဗုဒ္ဓဘာသာဖြစ်ပျက်တွေကိုသိတဲ့ဗုဒ္ဓဘာသာဖြစ်ပျက်မြင်တာခန္ဓာကမြင်တာလားပညာကမြင်တာလားပညာမြင်တာပေါ့နော်အဲ့လိုမျိုးပညာအဓိကဗုဒ္ဓဘာသာလို့ခေါ်တယ်တဲ့အဲ့တော့ဖះကဆိုလို့ရှိရင်ဒီခန္ဓာထဲမှာဖြစ်တာနဲ့ပြက်တာပဲရှိတယ်လို့ပဲဟောခဲ့တယ်။ဒါကိုကိုယ်တိုင်သစ္စာတရားကိုတခြားသိပြီးကြည့်ကြည့်လိုက်တော့မြင်တယ်။ကိုယ်တိုင်မြင်တော့ယုံလာတယ်။ယုံကြည်တော့တရားဖြစ်ပြမြင်တာကပညာ။အဲကြောင့်မလို့တရားနဲ့ပညာ ွားပြီးတွေးနေတယ်တရားနဲ့ပညာတွဲလျက်ပဲဖြစ်တယ်တရားတရားမှန်မှန်ကန်ကန်နဲ့စူးစမ်းမယ်ဆိုရင်အပေလေးပါလည်းလွတ်မြောက်နိုင်တယ်အဲ့တော့တရားအဓိကနဲ့ပညာအဓိကဗုဒ္ဓဘာသာကတော့အထက်တန်းစားဗုဒ္ဓဘာသာဝင်နေပဲဖြစ်ပါတယ်တရားနဲ့ပညာကဟန်ချက်ညီဖို့လဲလိုတယ်တရားလွင်ကဲပညာနည်းပြန်ရဲ့လည်းနှလုံးလာလူမိုက်ကြီးသူတော်လူကောင်းလူအကြီးဖြစ်ပဲသွားပါတယ်တဲ့ အဲ့တော့ကြောင့်မို့ရီရိုးကတရားနေပြီးတော့ပညာကဲနေပြန်ရင်လည်းပညာရှိလူမိုက်ကြီးဖြစ်တယ်တဲ့အဲ့ကြောင့်မို့ဘယ်နေရမှာမဆိုအဆင်မရောက်ဖို့အရေးကြီးပါတယ်ဆိုပြီးတော့ဒုဗေဖတ်မိတယ်ဘယ်လဲဓမယန္တီစာမျက်နှာကနေပြီးတော့ဗုဒ္ဓဘာသာ၅မျိုးဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပြလိုက်ရပါတယ်အဲ့တော့အဲ့ဓမယန္တီဒီစာမျက်နှာကလည်း website ရှိပါတယ်เนาะအဲ့မှာလည်းဝင်ကြည့်ပါတကယ်ကိုဗုဒ္ဓဘာသာတွေအတွက်တည်တည်နေအကြောင်းအရာတွေအများကြီးရေးထားပါတယ် ျေးဇူးများကြီးတင်ပါတယ်